မင်္ဂလာပါရှင်ဒီဇင်မာလာတရက်တနင်္လာနေ့ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းတွင်းရှိမြို့နယ်များတွင်မဲဆင်းများပြည်စုံမှန်ကန်မှုရှိစေရတဲ့မြေပြင်ကွင်းစင်တိုက်ရိုက်စစ်ဆေးခြင်းများဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်2025ခုနှစ်ဒီဇင်မာ28ရက်တွင်ကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲတွင်သက်18နှစ်နှင့်အထက်ဆန္ဒမဲပြပန်ခွင့်ရှိသူနိုင်ငံသားတိုင်းနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရနှင့်အချက်အလက်များပြည်စုံမှန်ကန်မှုရှိစေရတဲ့တိုင်တဆင်မြေပြင်ကွင်းစင်စည်ရင်ကောက်ယူတိုက်ဆိုင်စစ်ဆေး ခြင်းကိုရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်နိုဝင်ဘာ29ရက်နေ့မှစတင်ဆောင်ရွက်ရှိရာနိုဝင်ဘာ30ရက်နေ့နဲ့ပိုင်းနှင့်မော်လယ်ပိုင်းများကသက်ဆိုင်ရာမြို့နယ်များရှိရပ်ကွက်များသို့ဆက်လက်ဆောင်ရွက်ကြကြောင်းသိရပါဗျ။အဲ့ဒီလိုဆောင်ရွက်ရာတွင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမြို့နယ်ရွေးကောက်ဝေးကုန်ရှင်အဖွဲ့ဝင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးရာရှိနေဝန်ထမ်းများမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသက်ဆိုင်ရာရပ်ကွက်စည်းများရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရှာရမှုစိန်မှုများမှဒေါ်တူတော်မြေပြင်ကွင်းဆင်၍ထက်မှန် ိုက်ဆိုင်စစ်ဆေးခြင်းများဆောင်မပြီးလိုအပ်သည်များပေါင်းဆက်ဆောင်ပြီးကြောင်းသိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်ကြေးရွာကုန်းထုတ်လန်းဖောက်လုပ်နေမှုအားတာဝန်ရှိသူများကွင်းစင်းစစ်ဆေးရတဲ့တွင်ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးစိုးကျော်သူနှင့်တာဝန်ခံအင်ဂျင်နီယာတို့ကနိုဝင်ဘာ30ရက်နေ့နဲ့ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရမုံငွေချက်380တသမ6နှစ်သုံးများတန်းဖြင့်ဟန်တီဗီကုမ္ပဏီကတာဝန်ရင်ဆောင်ရွက်နေတဲ့အိုက်ကလောင်ကျေးရွာကျေးလက်ကုန်ထုတ်လန်းမြေသားလန်းနဲ့ကဝင်လန်းအရှိတင်မြင့်ဆောင်တသမ545မိုင်ဖောက်လုံနေမှုနဲ့ပြည်ထောင်စုရမုံငွေချက်46တသမ3နှစ်သုံးတန်းဖြင့်991ကုမ္ပဏီကတာဝန်ယူဆောင်ရွက်နေတဲ့ ကျိုင်းစကိုင်းကြီးရွာကြေးလက်ကုံထုတ်လန်းကဝင်လန်းအရှိတုံညမြင်ဆောင်နှစ်တသမ89မိုင်ဆောင်ဝဲနေမှုများကိုကွင်းစင်ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများအချိန်မီပြီးစီးမှကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဝိကြီးကပေးပို့လာတာပါထပ်မံတင်ဆက်ပေးမှာကတော့တန်လင်းမြို့နယ်မင်းကလုံးကြီးရွာတွင် Pfizer ဆက်လက်ထိုးနှံပေးတဲ့သတင်းဖြစ်ပါတယ် တန်လင်းမြို့နယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဆန်လင်းနှင့်ကျန်းမာရေးဝန်ထမ်းများကကိုဗစ်19ရောဂါကာကွယ်ဆေးများကိုမြို့နယ်တွင်ရှိရက်ွက်ကြီးရွာများတွင်ဆက်လက်ထိုးနှံပေးလျက်ရှိရာလွေမာ30ရက်နနက်9နာရီကအပြေခံကြီးရွာအုပ်စုမင်္ဂလုံကြီးရွာတွင်ပြည်သူများအားကိုဗစ်19ရောဂါကာကွယ်ဆေးဖိုင်ဇာဆက်လက်ထိုးနှံပေးကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ။ နောက်ထပ်တင်ဆက်ပေးမှာကတော့ကျောက်တန်းမြို့နယ်တွင်2025-2026ပညာသင်နှင့်ဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းပေါင်းဆိုင်ရာအရေးသွေးမြမာရေးဆွေးနွေးပွဲပြုလုပ်တဲ့တင်ဖြစ်ပါတယ်။တန်လေခရိုင်ကျောက်တန်းမြို့နယ်တွင်2025-2026ပညာသင်နှင့်အခြေခံဆရာဆရာမများအတွက်တာဝန်ညီမျှမှုကိုအခြေခံသောဆရာတက်ပညာဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းပေါင်းဆိုင်ရာအရေးသွေးမြမာရေးဆွေးနွေးပွဲကိုနိုဝင်ဘာ29ရက်နေ့နဲ့ပိုင်းကအမှန်နှင့်အခြေခံပညာအထက်တန်းကျောင်းတော်ကရည်တနာခံမှာကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာမြို့နယ်ပညာရေးမှူးဒေါက်ခင်တန်းဦးမှအဖွဲ့အမစကားပြောကြားပြီး၆တန်းမြို့နယ်ခြေရင်ပညာကျောင်းများမှဆရာဆရာမများ124ဦးတက်ရောက်ဆွေးနွေးကြကဆွေးနွေးပွဲကိုနိုဝင်ဘာ29ရက်မှ30ရက်ထိဆွေးနွေးကြမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့တကုံမြို့တည်အရှိပိုင်းမြို့နယ်တွင်အနော်ထာချင်းယုံဖွံ့ဖွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရှမ်းကုန်တိုင်းဒေသကြီးတကုံမြို့တည်အရှိပိုင်းမြို့နယ်တွင်ချင်းလုံးဝါဒနာရှင်များစုပေါင်း၍အနော်ထာချင်းယုံဖွံ့ဖွဲနှင့်မြမယူရချင်းလုံးဝိုင်းဖွဲ့ခန့်ကစားခြင်းကိုနိုဝင်ဘာ29ရက် ဲ့ညနေပိုင်းကအမှတ်လေးရက်ွက်ရှိအနော်တာချင်းယုံမှဆောင်ရွက်ကြောင်းသိရပါတယ်။အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးချင်းလုံးဆက်ကော်မတီဥက္ကဋ္ဌဦးအောင်ထန်နှင့်မြို့နယ်အကစားမှုဒေါခင်ဆွေအီတို့ကအမှားစကားပြောကြားကြပါတယ်။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးချင်းလုံးဆက်ကော်မတီဥက္ကဋ္ဌဦးအောင်ထက်ချင်းအဖွဲ့နှင့်မြို့နယ်တွင်းရှိချင်းလုံးဝါဒနာရှင်များစုပေါင်းပြီးဝိုင်းဖွဲ့ခက်ကစားကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့အင်းမြင့်စုကပြပို့လာတာပါ